Red Mind YouTube Channel မှာအားပေးနေကြတဲ့ဒေါ်လန်ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့အေကဆီယမောင်နိုင်ရေးတထားတဲ့ခြေခင်စာမော်ယုံမလေးရဲ့နောက်ထပ်အခန်း20ရဲ့ကျန်ရှိနေတဲ့အပိုင်းလေးနဲ့နောက်ထပ်အခန်းလေးတွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။မိသက်ကတည်းကတည်းသာရသည်။မိုးရွာကံကိုခက်ကျင်ကျင်ရရသည်။ ရေဆူရွှဲသွားသောဟမ်းမြင့်မြင့်ဤကိုလုံးကို မောင်အင်တာမကြည့်ရဲသလိုဖြစ်လာသည် အလုံးလုံးနေတာအလုံးလုံးနေတာအလုံးလုံးနေတာသူ့ကိုယ်သူ ခဏခဏတတိပေးနေရသည်ဝေဥရှင်ကွင်မှာဟမ်းမြင့်မြင့်စိတ်ရှိလက်ရှိငိုသည်ကောင်းလိုက်တာဟုမောင်အင်တာစိတ်ထဲမှာမှတ်ချက်ချသည် congratulation ဟုပြောသည်ဟမ်းမြင့်မြင့်သည်မျက်ရည်တွေကြားက မောလျစွာပြုံးသည်ထိုနေ့ရရသော ခံကိုအားလုံးကကျေနပ်ကြသည် မောင်ရသာသည်ရှူတင်ဖြုတ်လိုက်ပြီးသည်နှင့်ထနောင်းပင်ရိပ်မှခြေပြင်းလက်ပြထိုင်ချလိုက်သည်ဆက်ဖွဲ့သားများပြစ်စီသိမ့်နေကြသည်ရိုက်ကွင်းဘက်ကိုမကြည့်တော့ဘဲတစ်ဖက်ကိုလှည့်ကြည့်သည်ဟိုးဝေးမှတောင်တန်းပြများကိုမှုံဝါးဝါးမြင်နေရသည် နေဝင်ပြီလားမဝင်သေးဘူးလားမသိနိုင်ညိုမိုင်းသောမြင်ကွင်းသည်တစုံတရာကိုလွမ်းစီနိုင်သည်ဟုထင်သည် မောင်ရသာလွမ်းသလိုလိုပြစ်လာသည်မောပန်းနွမ်းလျက်နေခြင်းလဲပါသည် မြေကြီးပေါ်လှဲချလိုက်သည်မျက်စိကိုမေးထားသည် ခြေတံရွရွကြားရ၏မျက်လုံးမဖွင့်ခြင်းမိမ့်မြဲမိမ့်နေလိုက်သည်ဆရာဝိုင်းတာမျက်လုံးဖွင့်ကြည့်သည်ဟမ်းမြင့်မြင့်အဖော်မင်းကလေးကိုတွေ့ရသည်လက်ထဲမှာကိုကာကိုလာအေးဘူးတစ်ဘူးကင်ထားသည်မမကပေးခိုင်းလိုက်တယ်အေးဘူးကိုလှမ်းယူသည်ကျေးဇူးပြောရင်းနဲ့ဟမ်းမြင့်မြင့်ကိုလှမ်းကြည့်သည်ဟမ်းမြင့်မြင့်စစ်စံထုံးကိုဖြေးချရင်းဝိုင်းတော့ကိုကြည့်သည် မောလျစွာပြုံးပြသည်သူမောနေရှာပြီးရောမည်ထို့တူမောင်းအိဓာသည်စိတ်မောလူမောဖြစ်နေပြီအေးဘူးကိုဖွင့်၍တောင်းလိုက်သည်သိတော်မအေးတော်ဘူးဆရာရေခဲပူတယ်မနဲ့ကလေးကထဲ့လာတာရပါရဲကွာကိစ္စမရှိပါဘူးမိန်ကလေးပြန်ထထွက်သွားသည်မောင်းအိဓာသည်အဖွဲသားများဘက်ကိုကြောခိုင်းလိုက်ပြီးရှားကွင်းပြင်ဘက်လှည့်ကြည့်ရှားကွင်းညူညူကိုတမျောတခေါ်မြင်ရမည်ဟိုးအဝင်းမှာတောင်တန်းညူညူပြပြ ကောင်းကင်သည်အုံမိုင်းလျက်ပင်ရှိသေး၏။ရှင်းနေလိုက်မလားဆရာ။ခြေကားတွေတော့ထွက်လို့ရပြီ။မင်းသားမင်းသမီးတို့ပစ္စည်းများတင်မိပြီ။ခြေကားနဲ့ပြန်ပြီးဖွဲ့ထွက်လို့ရပြီဟုလာပြောခြင်းဖြစ်သည်။မိုင်းနာခဏတော့ထိုင်ပြီးလွမ်းလိုက်ခြင်းသည်။ဒီမြင်ကွင်းကစိတ်ကိုနူးညံ့စေသည်မဟုတ်လား။တောင်ပြရဲ့ရာညိုရဲ့ထန့်ပင်အုံရဲ့လဲလန်းချောင်းဖုံဖုံရဲ့ဒေါ့ချင်နဲ့မှပြန်မယ်ကွာ။လာမေးသူသည်ခြေကားများကိုလက်ပြလိုက်၏။ မောင်အင်တာကြက်ကနစီထွက်ရကိုလှမ်းကြည့်သည်ဟမ်းမြင့်မြင့်သည်မောင်အင်တာကိုနွံ့နွဲ့ကလေးလက်ပြသွား၏သူလက်ပြန်ပြလိုက်သည် ဝေဦးသည်ကားပေါ်မှလိုက်ပါရင်ပြုံးသည် တို့စီရတော့ခိုက်ပြီးထင်ရဲ့ခံရအောင်မလားမသိဘူးဟုတွေးပြီးပြုံးချင်းဖြစ်၏ရဘက်မိုးရွာသည်တနေ့လုံးပင်ပန်းသဖြင့်စောစောပင်အိမ်ရောက်ဝင်ခဲ့သည်သို့တော်တော်တော်နေအိမ်မပြောမောင်အင်တာမျက်စိထဲတွင်ရေဆူနေသောဟမ်းမြင့်မြင့်ကိုသာမြင်ရောင်နေသည် တခါတခါသူ့ကိုမျက်လုံးရွယ်ကြီးများဖြင့်စိုက်ကြည့်နေခြင်းသည်လဲကွက်ခနဲကွက်ခနဲအာယုံနဲ့ထိုဆိုင်ဝင်လာတတ်သည်ဘယ်လူညာလိုင်းဖြစ်နေသည် မိုးသည်စိမ့်၍ရွာနေ၏မိကနဲ့အိပ်ဖြော်သွားသည်အိပ်မက်မက်သည်အိပ်မက်ထဲမှာသူသည် မောင်မောင်ဝေဖြစ်နေပြီးဟမ်းမြင့်မြင့်ကတော့မဖျားနေလေကရိုက်ခဲ့သောခမ်းများကို ပြန်၍ဆွဲလန်းနေသည်လားဒါမှမဟုတ်ဟမ်းမြင့်မြင့်ကိုပဲဆွဲလန်းနေသည်လားမသိဘူး အိမ်မက်ထဲမှာဟန်မြင့်မြင့်တီတကူလုံးရေတွေဆူရွှဲလျက်သူ့ကိုဖက်သည်မိုးရွာထဲမှာသူတို့နှစ်ယောက်အခန်းတစ်ခန်းနဲ့ရောက်နေသည်အခန်းထဲမှာလည်းမိုးရွာနေသည် ဖြူပွေးသောဆောင်ကြီးတစ်ထည်ကိုနှစ်ယောက်သာပူ၍ခြုံကြသည်ထူသောနှကန်းများအနီရောင်ဆိုဝင်နေသည်အနီရောင်နှကန်းသည်ခဏခဏအရောင်တွေ ပြောင်းနေသည်ခရမ်းရောင် လိမ်မော်ရောင်အစင်ရောင်သူ့ကိုဟန်မြင့်မြင့်ကကြောပတ်မှာဖက်သည် သူကဟန်မြင့်မြင့်ကို ရင်ခွင်ထဲဆွဲပွေယူသည် ဝင်းဦးကသူ့တို့နာသူလာရက်၍ပြုံးကြည့်သည်ဟမ်းမြင့်မြင့်ကိုစက်ခနဲ့လွတ်လိုက်သည်ဟမ်းမြင့်မြင့်ရည်ဤရည်ရင်ပြေး၍ဖက်ပြန်သည် မော်ရီနာအသက်ရှူ၍မဝါနေပြာတို့မိန်းကလေးတစ်တိုက်ကသူ့တို့နှစ်ယောက်ကိုဝိုင်းကြည့်ပြီးလက်ခုပ်လဝါတီးလျက်သဘောကျစွာရည်ကြသည်ဆက်ဖွဲ့သားများကြားမှသူ့တို့နှစ်ယောက်ရောက်နေပြန်သည်အခန်းထဲပြန်ရောက်နေပြန်သည်ခွန်းဆောင်ထူထူကြီးထဲမှသူ့တို့နှစ်ယောက်ရည်ရွှင်းနှင့်ရွှဲနှင့်နေပြန်သည် ဟမ်းမြင့်မြင့်ရည်သည် ်ပျော်ရွှင်မြူးတူးစွာရည်သည်လက်မောင်ကိုဖြူဖြူနုနုကလေးများကိုသူပွတ်တက်နေမိသည်သူ့ပခုံးလေးကိုဝေဥကလာပုတ်သည် ဝေဥကသူ့နေရာသို့ဝင်သည် မောင်နာကြောင်စီစီနှင့်ရက်နေ၏ခွန်းဆောင်ကြီးထဲမှဝေဥနှင့်ဟန်မြင်မြင်လက်နိုးလာသည် မိုးတဆိုင်ဆိုင်ရွာစဲပြန်ဟိတ်သည်မရတော့အိမ်ရဲမှထွက်၍ထထိုင်သည် secret ဘူးနှင့်မိကျလိုက်ရှာသည်မောင်နှဲမမို့ရုတ်တရက်ရှာမတွင် အရာဘေးစပွဲပေါ်မှာဖျောင်းတိုင်ခြင်းမိချစ်ကက်လျက်ထားကြောင်းတတိယသည်မိပြတ်နေသည်မို့ဖျောင်းနိုင်အရင်ထွန်းလိုက်ရင်ငက်သလိုဖြစ်နေ၏ရေပလင်းဖွင့်ရင်မောချလိုက်သည် secret မိညိဖွာသည်ဘာလို့ရမှမသိပဲကြောင်းစီစီထိုင်နေ၏နာယီကြည့်သည်လင်းနာယီခွဲပြီးအရာရဲပြန်လဲနေလိုက်၏အိတ်လို့မပြောတော့မိုးလင်းသည့်အထိဒီတိုင်းနေရတော့မည်စိတ်တို့သည် ရောက်ရက်ခတ်လွန်း၏ဟမ်းမြင့်မြင့်ကိုသူမဆွဲလန်းခဲ့ဘူးဟုသူကိုယ်သူထင်သည် ခုတော့ဟန်မြင့်မြင့်သည်သူ့အိမ်မက်ထဲကိုရောက်လာနေပြီဟန်မြင့်မြင့်နဲ့တိကျွမ်းခဲ့ဒီမှာကြာပြီပဲပြီးတော့အလုတ်ချင်းလဲဆက်ဆက်နေသည်ပဲဆွဲလန်းမယ်ဆို အရင်ကတည်းကဆွဲလန်းတင်တာပေါ့ခုမှခုမှဘာဖြစ်လို့ဒီလောက်ဖြစ်နေရသလဲငောက်ခနဲထားထိုင်သည်သူ့ကိုယ်သူဒေါသတွေဖြစ်နေ၏ secret တွေ တလိပ်ပြီးတလိပ်ထပ်ပွားနေမိပြန်သည်အောက်ထပ်မှလူတန်တဲ့တဲ့ကြားရသည် ထမင်းချက်ခွဲဤအတန်ဖြစ်လိမ့်မည်ထင်၏ထိုအချိန်မှာတကားခောက်တန်ကြားရသည် အာစရိအာစရိဆရာဆရာမိုင်းလားကိုတရားအောင်ဖြစ်သည် သူတကားဖွင့်ပေးလိုက်သည်အာစရိဟမ်းမြင့်မြင့်ဖျားတက်နေတယ်တဲ့ဟုတ်လားပြောပြီးကြောင်ရက်နေမိပြန်သည်အဲ့ဒါဆရာဝန်ခေါ်ဖို့ဆိုတာကလည်းဒီချင်းကြီးဘယ်နဲ့လုံးမလဲကျွန်တော်လည်းဒီမှာတိတ်ကျွမ်းတာမဟုတ်ဘူးကျွန်တော်မှာတော့ပါရာစီတမောပါတယ်ဗျဆရာဝန်တော့သွားခေါ်ရမှာပဲ ပြောရင်ပင်သူ့ဝစ်စားအိတ်ထဲမှဆေးပလင်းကိုသွားထုတ်ယူလိုက်သည်ပလင်းထဲမှာတာလာဇက်တို့ပါရာစီတမောဘပ်ပလက်စသည့်ဆေးများရောထည့်ထားသည်ဆေးပြားများကိုထုတ်ယူပြီးဆင်းလိုက်ခဲ့သည်အာယုံယုံနေသည်မပြုတ်တပြုတ်မိုးကလည်းဖွဲ့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 စစ်တုံးတော်စောင်းအုတ်ထုတ်ကိုဆောင်းရင်ဟမ်းမြင့်မြင့်တို့တဲရင်ပဲကူခဲ့သည်ကိုတရားအင်ရှင်ကိုနှို့ဗျာမတက်နိုင်ဘူးဆီယောင်ဘယ်နားမှရှိလဲမေးပြီးသွားခေါ်ပေါ့ဗျာဆီယောင်လိုက်လာနိုင်မှလည်းမယ် ဟမ်းမြင့်မြင့်တို့တဲသောအိမ်ပေါ်တက်ခဲ့၏အခန်းထဲဝင်ကနေမှခြေလန်းတုန်ကနေဖြစ်သွားသည်သည်အိမ်မက်ကိုပြန်တရီရနေသည်ဟမ်းမြင့်မြင့်သည်အဖြူရောင်အောက်ခံအပြာရောင်ပွင့်ရိုက်ကွန်းဆောင်ကြီးကိုခြုံထားသည်မင်းသမီးဆိုတော့မိတ်ကပ်မလို့ဒီအခါများတွင်ရုပ်တမျိုးပြောင်းပြောင်းနေတတ်၏။ငကူအလှကိုမြင်ရသည်ပဲဆိုဆိုမိတ်ကပ်တွေ လူထသလောက်တော့ဆွဲဆောင်မှုမရှိ။သူမှိန်နေသည်။မောင်ရင်နာက သူ့နှစ်ဖူးကိုအသာလေးဆန်းလိုက်၏။ပူဒီကတော့ငွေ့ငွေ့ပါပဲ တန်းပြဖြားတာဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်အရင်များပတ်သွားသလား။ဘာပဲဖြစ်ဖြစ်လေပါရာစီမောလိုဆင်းမျိုးကတော့အန်ဒီရင်မပေးနိုင်ပါဘူး။လို့တစ်ခါတော့ပြောလိုက်ပါလားဈေးတိုက်ရအောင်။အဖော်ကိုပြောလိုက်ဤအဖော်ထွက်သွားသည်။ဟမ်းမြင့်မြင့်မျက်လုံးလေးဖွင့်ချည်သည်။အကိုဟမ်းမြင့်တကူလုံးကိုက်နေတယ်။อืมကိုတရားလာ ပြောလို့လိုက်လာတာစီးတောက်လိုက်ပါလားခုဘာစီးတောက်တာလဲညကအနှစ်ကျစနှစ်တောက်တာတယ်ဆီအောင်တော့သွားခေါ်ခိုင်းတာတယ် လုံးလုံးစင်တော့စီးတပြားလောက်တောက်တာပေါ့မမားနိုင်ပါဘူးอืมကောင်းငိမ့်သည်ဒီနေ့တရက်တော့နားလို့ရရင်ကောင်းမယ်ကိုနေမကောင်းမှတော့နားရမှာပေါ့ဆရာဝန်လာလို့နင်းနေတတိုင်ရိုက်ပါမယ်မောင်ရာတွေ့၍စဉ်းစားသည်ဒီမင်းသမီးဒီနာမည်ကြီးဖြစ်၏ကက်တက်တက်နှင့်အံယုံကလေးခေါင်းကဘိုက်နာလောက်ရှူတင်ဖြတ်ပြသည်စိတ်ကောက်နေရင်လည်းရှူတင်ဖြတ်ပြသည် ခုမှဘက်နဲ့ဖြစ်ပြီးနေမကောင်းရဲ့နဲ့ရုပ်ရှင်ရိုက်ချင်ရိုက်ပါဟုပြောနေတယ်နိဒီနေ့တော့နားလိုက်ပါကွာဆရာဝန်ကလည်းနားခိုင်းလိုက်မယ်ထင်တယ်နို့ပကန်နဲ့တူအဖော်မင်းကလေးပြန်ဝင်လာသည်စီတပြားတော့တောက်ထားလိုက်ဩဟုတ်ဟမ်းမြင့်မြင့်အာယူရထားသည်နှုတ်ကနဲ့နဲ့ညီးသည်မိုင်းတာဂရင်နောက်ကျော်ကိုခေါင်းကလေးထောင်ပေးပြီးဟမ်းမြင့်မြင့်ကျော်နောက်မှာခူလိုက်သည်ဟမ်းမြင့်မြင့်ရီဝေစွာပြုံးပြန်၏ ဆေးပြောက်ကိုဟမ်းမြင့်မြင့်လက်ထဲထည့်ပေးလိုက်သည်။နှိုးကွက်ကိုယူပြီးပူပူလေးမှုတ်တော့ပေါ့။ကုမ္ပဏီပိုင်ရှင်ရောက်လာသည်။မင်းသမီးခုပဲကားလွှတ်လိုက်ပြီ။ဒီချိန်ကြီးဆိုတော့နှုတ်နယ်ဆရာဝန်ကြီးကိုတွားခေါ်လို့ရမယ်မထင်ဘူး။ရရဆရာဝန်တယောက်တော့ခေါ်လာပါလိမ့်မယ်။မနေ့၈နာရီလောက်ဆိုစီးရင်ကိုတွားလို့ရမယ်။ဒါမှမဟုတ်၆နာရီလောက်မှဆရာဝန်ကြီးတွားပြင်မယ်။နေလို့တက်တာရဲ့လား။ကုမ္ပဏီပိုင်ရှင်သည်သူ့ဝတ္တရားများပြည့်စုံအောင်လုပ်ထားကြောင်းလာပြောနေသည် ပြီးမှမောင်ရင်တော့ကိုကြည့်သည်ဆရာလည်းရောက်နေတော့ကိုဒီတော့မှမောင်ရင်သာရှက်တလို့လို့ဖြစ်သွား၏ဟုတ်တော့လေဟုတ်ပြီသားပဲမောင်ရင်သာပါဆိုင်လို့မင်းသမီးနေမကောင်းဒီကိုလာပြုစုနေရပြီတနည်းတကယ်ဆိုမန်နေဂျာကဆရာကိုလိုက်ရှာမင်းသမီးကိုသူ့အဖေကပြုစုပိုင်ရှင်ကအနားလာပြီးလိုအပ်တာစီစဉ်ပေးပြီးပြီပေါ့မောင်ရင်သာအနေသာကြီးအေးဗျာမိုးမလင်းသေးတော့ကျွန်တော်လည်းလိုရမရယူလာတဲ့စေးကလေးလာပို့တာပါ ကုမ္ပဏီပိုင်ရှင်ကပြုံးသည်ကျေးဇူးပဲဆရာဒါဖြင့်ဒီနေ့ရိုက်ဖို့ခန်းတွေပြောင်းရမှာပေါ့အင်းတခြားခန်းတွေရှိပါတယ်ရှူတင်မပြတ်ပါဘူးစေထိုးပြီးရင်တက်တာသွားမယ်ထင်တာပဲဟမ်းမြင့်နေ့လယ်လောက်ရိုက်နိုင်မှာပါဟမ်းမြင့်မြင့်ကလေတန်တက်တက်ပြင်ဝင်ပြောသည်โอเคလေအဆင်ပြေမှာပါဟဲဟဲကုမ္ပဏီပိုင်ရှင်သည်ဟမ်းမြင့်မြင့်ကိုကျေးဇူးတင်စကားဆက်ပြော၏ပြီးတော့အခန်းထဲကပြန်ထွက်သွားသည်မိုင်းတာထရရလိုက်သည်အကို ဟမင်းမြင့်ကခေါ်သည် နို့ဖန်ကွက်ကိုရော့ရော့လေးကင်ထားရင် ပြုံးကြည့်သည်ဟမင်းတိတ်မဖြစ်ပါဘူးရိုက်နိုင်ပါပါစီစဉ်စရာရှိတာစီစဉ်ထားပါတော့မိုင်းဒါဘာမှပြန်မပြောဘဲခေါင်းငိန်လိုက်သည်အခန်း27မောင်မောင်ဝေသည်မနေ့ကပြစ်ပြက်များကို ပြန်တွေးနေမိသည်သူမသလားမှန်သလားဝေခွဲ၍မရအိမ်မက်တစ်ခုရဲကိုဖြတ်တန်းပြီးပြန်ထွက်လာရသလိုဖြစ်နေသည် မနေ့ကမိုးတိတ်သွားတော့ရာထဲကလေးထဲမှာမှတ်ပြားနဲ့နှစ်ယောက်သားရှင်လျက်ပြန်ထွက်ခဲ့ကြသည် မိုးရည်သည် ဖုံများကိုစည်းကြောပေးပြီးပြီဖြစ်၏လောကသည်စိမ့်ဆူตายာလျက်ရှိ၏ချောင်းဆက်တို့ရောက်တော့ခါရေစီးချောင်းကိုချောင်းလယ်၌တွေ့ရသည်အညာသေးချောင်းတို့ထုံစံအတိုင်းရေကြလျင်တလောကြပြီးနောက်ရေစီးချောင်းငယ်သာကျန်ရည်၏ဒူးလောက်ပေါင်လောက်မျှသာနဲ့တော်သည်တဲတောင်သည်ဆူနစ်နေ၏ ူတို့နှစ်ယောက်တဲတောင်ဆူဆူကို ဖြတ်ခဲ့၏လက်ချင်းတွဲထားကြသည်မောင်မောင်ဝိဖနက်ကိုမတ်ဖြာကကင်ပေးသည်တဲဆူဆူပေါ်မှာဖနက်မပါဘဲရှောက်ရသည်မှာအရသာရှိစွာဟုမောင်မောင်ဝိတင်မိသည် သူတဲပြင်ဆူဆူပေါ်မှာတခါမျှမလျှောက်ဘူးပါပြီးတော့သူ့ဘေးနားမှာမတ်ဖြာဟူသောအလှတပါသည် သူ့ကိုဖက်တွယ်မိလျက်လိုက်ပါလာသည်ဘလောက်ကြည်နူးစရာကောင်းတယ်လဲမတ်ဖြာလည်းပျော်နေသည်အရာအလုံးဒုက္ခအလုံးကိုခနာမေ့ထားလိုက်သည် သူမမဝိတ်ကိုနှစ်ချိုက်ဆွဲလန်းမိပါပြီ။ချစ်တလားလို့သူ့ကိုယ်သူမေးသည်။မဖျားဘွားမှာချစ်သူဟူ၍မရှိခဲ့ပါ။သူ့လာမှာရစ်မှုသူတွေတော့အများကြီးပေါ့။ဒါပေမဲ့ဘသူကမှသူ့ကိုချစ်ပါတယ်ဟူသောစကားကိုမပြောခဲ့ကြ။အချောင်ရမလားလို့ကြံကျင်သူတွေသာတွေးကြရသည်ယောက်ျားဆိုသောတရဝများသည် အချောင်ရလို့သူသာများသည် ဟုအမတ်ပြဆုံးဖြတ်ထားခဲ့သည် သူ့လိုတကောင်ကျွတ်တမျက်နာဆွေးမရှိမျိုးမရှိဆိုတော့ပိုဆိုးသဘောသူတို့မျက်လုံးတွေက အလျံတညီညီတောက်ပြောင်နေခဲ့ကြသည်။ယာကမိများကမျက်လုံးမှလာ၍ဟတ်ကြသည်ထင်ရဲ့။မြစ်တာတရားရှိသောယောက်ျားဟု၍မှပြမတွေ့ဘူးပါ။အိလီလူကြီးများတချို့တော့တွေ့ဘူးပါရဲ့။ဒါပေမဲ့အဲ့ဒီလူကြီးတွေကဖျားတရားကိုင်းဆိုင်သူများမို့သာမြစ်တာရှေးရှု၍ကူညီဆောင်မခဲ့ကြခြင်းဖြစ်ကောင်းဖြစ်မည်။ဒါတောင် တချို့ကောင်းဖြူဆွဲကြိုးတွေရဲ့မျက်လုံးထဲမှာယာကမီလီယံတွေတွေ့ခဲ့ရဘူးသားခုတော့မမဝိတ်ရင်ကမှကြီးနူးမိပြီမမဝိတ်မျက်လုံးတွေထဲမှာအလျံညင်ကြီးတောက်နေခြင်းကိုချက်တပြုတ်တော့တွေ့လိုက်ခဲ့ပါသည်သို့တော့အများအားဖြင့်တော့သူ့မျက်ဝန်းတွေကအညို့မိုင်းနေသည်ပြီးတော့မဖျာကိုကြုတ်ချစ်တယ်လို့ပြောတော့ကမမဝိတ်မျက်လုံးတွေအေးလဲ့နေသည် သူတကယ်ချစ်တာဖြစ်ကောင်းဖြစ်ပါလိမ့်မည်မဖျာသည် မမဝိလက်မောင်းကိုမိကိုရင်တဲချောင်းရီဆိုဆိုကိုပြက်ခဲ့၏ရေဆက်တို့ရောက်ပြီးတောင်ကြရီမို့စိမ့်လဲနေသည်တွွန်းတွွန်းပြက်စင်းနေသောရေအလျင်သည်စိတ်ညွန်းနူးပွဲကောင်းစွာသူတို့နှစ်ယောက်ရေစည်းတဲ့သို့ဆင်းလိုက်သည်မမဝိသည်ဘာမပြောညာမပြောနဲ့မတ်ဖြား၏ကိုလုံးတွဲတွဲကိုပွေလိုက်၏အိုးမမဝိကပြုံး၏မတ်ဖြားကအာမေရိတ်တန်ကိုချွတ်ချွတ်နွဲ့နွဲ့ကလေးပြု၏ မဖြာကျော်ကိုလက်တစ်ဖက်ကတိုင်းပွေထား၍အခြားလက်တစ်ဖက်ဖြင့်တရောင်ခွင်းနှားကိုပင့်ပွေ၏မဖြာကလည်းမမဝေပခုံးကိုကျော်ပြီးလယ်ပင်း၌ရစ်တွေတိုင်းဖက်၏မမဝေနှင့်မဖြာတို့မျက်နာချင်းနီးကပ်စွာဆုံကြ၏ရေကခါးလေလောက်ထိနဲ့၏သူတို့နှစ်ယောက်တယောက်ကိုတယောက်ဖက်တွဲမိလျက်ရေစည်းတွန်တွန်နဲ့ကိုဖျက်ခဲ့ကြသည်ဒီအချိန်ကလေးမှာတော့တလောကလုံးကိုဂယုမပြူနိုင်ကြပါအခန်း22 နောက်တစ်ရက်ခြားတွင်မြို့ကလေးမှအမတ်ဖြာပျောက်သွား၏တချို့ကတော့မုံမုံနှိမ့်ဆက်လို့ဟုပြောကြသည်တချို့ကတော့မောင်မောင်ဝေကတနေရမှာဝှက်ထားသည်ဟုပြောကြ၏ဈေးထဲမှာတော့မောင်မောင်ဝေကိုမတ်ဖြာကဆီးကပ်ပြီးသူ့ဘက်ပအောင်ဆွဲသွားသည်ဟုပြောကြတတမတ်ဖြာကဆီးရီပါရီတက်တဲ့စကားကချက်ကားလိုက်တော့မတ်ဖြာဟာဆုံးနဲ့ညညကြတော့မုံမုံတို့ဝင်းဤနောက်ဖက်တဲချောင်းထဲမှာဆုံးတောက်တက်တဲ့ မီလုံးဝင်းကြီးတွေတစ်ခုနဲ့တစ်ခု အဝေးကလာဆုံးပြီးအပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတာကို ကိုရိုင်းမြင်ရသူကမြင်တဲ့အဲ့ဒါမတ်ဖြာနဲ့သူ့အပေါင်းပေါ်ဆုံးများဖြစ်ကြတဲ့တကယ်တော့မတ်ဖြာနဲ့မမဝေတို့နှစ်ယောက်ပွေဖက်ပြီးတဲချောင်းကိုဖြတ်သွားတာမြင်ရသူကကလေးငယ်တစ်ယောက်ပါပဲကလေးကမိုးရွာပြီးစားချောင်းရီကြာနှစ်ကွေးသွားသည့်အချိန်လောက်မှာသူ့နွားတကောင်ပြောင်းနေတာချောင်းထဲများပါသွားသလား ဒါမှမဟုတ်တဖက်ကံကိုရောက်နေသလားသိကျင်စောနဲ့ချောင်းကံပါဆက်ကိုလျှောက်လာခဲ့ခြင်းမှာနွားမတွေ့တော့ဟိုလျှောက်တီလျှောက်လုံရင်းနဲ့ကဘာပေါ်ကနေလှမ်းမြင်ရတာလူလုံးလဲတဲတဲကွက်ကွက်မဟုတ်ပါတဲချောင်းကိုလူနှယောက်ဖြတ်လာကြသည်ရေဆက်ရောက်တော့တယောက်ကတယောက်ကိုပွေချီသည်ဒီလိုဖြင့်မိမတယောက်နဲ့ယောက်ျားတယောက်ပဲဟုသူတီးလိုက်သည် သူမမှီတာကတော့ယောက်ျားရဲ့ဟန်ပန်အနေထားပါပဲသူတို့လိုတောသူတောင်သားအနေထားမျိုးမဟုတ် မြို့သားကိုက်ပေါက်နေသူတရားဒီတော့ကလေးကအဲ့ဒီလူဟာမောင်မောင်ဝေဖြစ်လိမ့်မည်ဟုခန့်မှန်းသည် သူတို့တငယ်အချင်းချင်းပြောကြသည်မောင်မောင်ဝေမိမတယောက်ကိုပွေပြီးတဲချောင်းကိုပြန်သည်တယောက်နဲ့တယောက်ဖက်ထားကြသည်ကြည့်လို့ဖြင့်တကယ်ကောင်းအဆရှိသည်ဖြင့်ပြောသည်သူတို့စကားကလူကြီးတွေနားရောက်သည်လူကြီးတွေကဆက်ဆက်တွေးခေါ်သည်မောင်မောင်ဝေသည်ဘသူကိုပွေချီ၍ချောင်းကိုဖြတ်သည် မုံပြားတလက်တဲ့တော်ကြီးကထိုတရင်စကားကိုကြားတော့အခါအမလီမောင်မဝေကဟိုမတ်ဖြာဆိုတဲ့ဟာကိုတဆိုင်ဆိုင်လိုက်ကြည့်တာကျုပ်မျက်စိနဲ့တက်အမြင်တော့ပြီးတော့ဟိုဟာမကလည်းရှေ့ကပြုံးပြသွားလေဒီတော့မောင်မဝေကနောက်ကလိုက်သွားတော့ကျုပ်မျက်စိရှေ့မှာပါတော့ဟုပြော၏ဇေစကားဖြစ်ပြန့်သွားတော့ခါမောင်မဝေကိုမတ်ဖြာကစီးခတ်ပြီးဆွဲတဲ့မောင်မဝေကမတ်ဖြာနောက်ကောက်ကောက်ပါလိုက်ရှာတဲ့ တကယ်ကိုအင်မတန်အင်မတန်အကြံကြီးတဲ့ကောင်းမပဲတဲ့မဖျားတိထားပြီးသားပါအဲ့ဒီညနေအိမ်ပြန်ရောက်တော့အိမ်မှာဘာမှမထူးချမဖျားကိုတော်မိုးမုံကမေးသည်မနေ့ကလေးကဘယ်လျှောက်သွားနေတယ်လဲမဖျားတခါတလေဟိုနာဒီနာသွားတတ်ဒီကိုတိပါသည်ဒါကြောင့်တော်မိုးမုံခက်အေးပဲမေးသည်ဒါပေမဲ့မဖျားသူ့စိတ်သူမလုံးတော့တော်မိုးမုံမေးတဲ့ကသူ့နာရဲမိုးချိုးပြစ်တယ်လို့ဖြစ်သွားခဲ့သည် အင်းဆက်ဘက်ခဏသွားတာချောင်းရင်ကြလာတာနဲ့ရေအစစ်ဆောက်ပြီးမှပြန်ခဲ့တာပါချင်သားပဲတော်မိုးမုံကစေးပေါ်လိပ်ဖွားရင်အေးဆေးဆေးပင်ပြောသည်ဘသူကမှလည်းသူ့ကိုမယုံတင်ကမကြည့်ကြသူ့ဖာသာသူပဲအနေထိုင်ခက်နေခဲ့သည်ဆူရွှဲခဲ့သောအင်ဂျီများကိုလဲလဲရင်မောင်မောင်ဝိတ်ကိုတတိယသည်ဒီနေရာကလေးပေါ့ဒီပားပြင်လေးကိုပေါ့ဒီလက်မောင်သားလေးကိုပေါ့ဒီလက်ဖမိုးကလေးကိုပေါ့ဒီကိုပေါ့ မပြာပြန်တွေးရင်ကြည်နူးနေခဲ့သည်မြစာထမင်းပင်ဟုတ်ဒီပတ်ဒီမစားဖြစ်တော့မြမိုးချုပ်သည်နှင့်သူ့အိတ်ခမ်းကလေးထဲဝင်ခဲ့သည်ဒေါ်မိုးမုံကမွေးစားသည်ဆိုပေမဲ့ခန့်ခန့်နာနာနေရသည်မဟုတ်ပါ အေးလေဒေါ်မိုးမုံကတမိဖြစ်နဲ့မွေးစားခဲ့သည်မှမဟုတ်ပါပဲအစီကံတော်တော်ကလေးမွေးခဲ့တာမဟုတ်လားဒီတော့သူ့ခန်းကလည်းနောက်ဖေးဘက်အစီကံများစုနေသည့်အခန်းနဲ့တိတ်မကွာသည့်အခန်းငယ်ကလေးတစ်ခုပါပဲ။ အရှင်နှုံးကတော့ဒီခန်းထဲမှာပကံခွက်ရောက်ပိုးတွေတင်စီထားတယ်ခုတော့အမှတ်ပြရဲ့ခန်းပေါ့ခန်းထဲမှာကောင်းတလုံးဖြာတစ်ချက်မှုရအဟောင်းတစ်ခုစောင်းတစ်ထဲကျွန်းတက်တာငယ်တစ်ခုကြောက်ပြင်းတနက်ခါနဲ့ထောက်မှန်ငယ်တစ်ချက်ဒါပါပဲနေရမှာကြောင်ညာဝရမရသောရုပ်ရှင်မင်းသားခင်မောင်ရင်ဤပုံကိုကတ်ထားသည်ခင်မောင်ရင် ပုံကိုကြည့်ရင်မောင်မောင်ဝိတ်ကို အမှတ်ရနေမိပြန်သည်ခင်မောင်ရင်မျက်လုံးများကညှို့အားရှိသည် မောင်မောင်ဝိမျက်လုံးများကတော့ညိုမိုင်းသည်မဖြာသည်ဆောင်းကိုတင်းတင်းကလေးဆွဲထုံရင်းလဲလိုက်သည်မိုးရွာပြီးသောမှချမ်းစိမ့်စိမ့်နဲ့အိမ်ရာထဲမှာဇိမ်ယူလို့ကောင်းဆုံးအချိန်ပါပဲနေ့လယ်ကအိမ်မပြောဘဲမက်ခဲ့သည့်အိမ်မက်ကိုသူစမြုံပြန်နေမိသည်မဖြာပြုံးသည် မျက်စိမိထားသည် သူမနှောခွင့်နေတို့ရရင်လျက်လက်တကယ်တို့အတိတခုသည် သူ့အုံနောက်ထဲရောက်လာ၏ခင်ခင်တို့နှင့်မောင်မောင်ဝီတို့လက်ထက်ကြမှာပါကလား မပြသည်ငုတ်ခနဲထထိုင်မိ။ရှင်တွေခုန်လာသည်။မျက်ရည်ဝဲလာသည်။ဖျားဖျားဟူတမိသည်။သူရှေ့ဆက်တွေ့ရမည့်ဒုက္ခများကို တမျောတဆန့်ခံစားကြည့်မိသည် မသေးပါလား။သူနှင့်မမောင်ဝေတို့၏ကိစ္စကို တနည်းမဟုတ်တနည်းနှင့်တော်မုံမုံတီးလည်မည်။အနည်းနှင့်အမြန်တီးသွားလည်မည်။ဒါဆိုသူ့ဖို့နေစရာဘယ်မှာထက်ရှာရပါလဲ။လောကကြီးမှာသူ့အတွက်တနည်းရာတော့ရှိရမှာပေါ့။ ဒါပေမဲ့သူ့လိုလူမျိုးတွေနေရာအဆင့်တဲ့ဘယ်ရှိနိုင်လိမ့်မရောသူ့ဖာသာသူပဲနေရာရှာရလိမ့်မည်ကြောက်ခင်းစရာကလေးတနေရာသာမိမသားဆိုတော့ကြောက်ခင်းဖို့တနေရာဆိုတာဘလောက်ရှာရခက်လိုက်မလဲဒေါ်မုံမုံတို့မသိမိစက်ကြားဒီအိမ်မှာပဲမသိလိုက်မသိပါသာဆက်နေရကောင်းမလားမဖြစ်တိသွားပြီးမှအနှင်းအကျခံရလျင်ဘလောက်အောက်ကျနောက်ကျနိုင်လိုက်မလဲဒီလိုအဖြစ်မျိုးထီတော့မပြအယောက်မခံနိုင် ဒေါ်မုံမုံပါဇက်ကလည်းပတ်ဆက်ပါပြီတဲ့။ခုနှစ်ကြာရှိရင်ကြာအော်ဟစ်ဆဲဆိုကျင်းမောင်းတတ်ပါပြီတဲ့။ပြီးတော့မမဝိတ်ဂုံတိတ်ခါဆိုတာကလည်းရှိသေးသည်မဟုတ်ပါလား။ဘာလို့ရမလဲ။ဘာလို့ရမလဲ။ဘယ်ပြေးမလဲ။ဒီမှာမနေအတော့တီကိုတော့သူအတီညာကအလိုလိုဆုံးဖြတ်ပေးတာဖြစ်နေပါပြီ။ပြန်လဲ၍အကြည့်သည်မရ။ဒီလိုနဲ့အာယုံအုံမောက်ခောက်ချိန်လောက်မှသူအကြံရ၏။အင်းဆက်ရွာတို့ပင်သွားမည်။ခေါမှာ ်စိတ်မနှံ့သည့်ဒေါ်တုံကြီးရှိသည်သူ့ကိုခင်မင်သည်လောလောဆယ်တော့ဒေါ်တုံကြီးစီမှာခဏနာအောင်မြည်ပြီးလျင်ခီးဆက်ရမြည်ဝေးရတော့မမဝေနှင့်ဝေးရတော့ထိုနှစ်နဲ့အာယုံအုံမောင်းခောက်တန်သည်လွမ်းပွေကောင်း၏ဟုတ်ကဲ့ပါဒီနေ့မှာတော့ငယ်ကဆရာမောင်နာရည်တတ်ထားတဲ့ချစ်ခင်စောင်းမော်ယုံပါလေရဲ့ကျန်ရှိနေသေးတဲ့အခန်း20ရဲ့အခန်း21 22နှစ်ကံကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင် မိကဇက်တိုက်ဖက်ရဲ့အတန်မရလို့ပါရှင်အဲ့တော့ဒီလောက်နဲ့ပြတ်ချလိုက်ပါမယ်နော်ဟုတ်ကဲ့ပါနောက်ရက်များမှာနောက်ထပ်ပိုင်းလေးတွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်အလုံးမဲ့ဘေးကင်းလုံခြုံတဲ့နေရာလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါပြန်ဆုံမယ်နော်ဒါဆိုရင်ဘိုင်ဘိုင်